ဒီနေ့တော့ဘီမီကနေပြီးတော့ထွက်ထားတဲ့ skin care နဲ့ cosmetic တွေကအောက်လန်းကနေပြီးတော့ခိုးဝင်တဲ့ product တွေလုံးဝလုံးဝမဟုတ်ပါဘူးเนาะအဲ့တော့အယုံဆုံးနေနေရသက်သေပြမယ်ပေါ့เนาะဒီမှာကြည့်ပါဒါဆိုလို့ရှိရင် twin gown line စင်ပါ twin gown line စင်မြင်ဘူးလားမြင် တက်ကွန်လိုင်စင်ဆိုတာကတော့ပေါ့နော်တုံတောင်ကုန်တယ်တွေနဲ့ပေါ့နော်လုပ်ငန်းကြီးသမားတွေပဲမြင်ဘူးကြတာပါเนาะဒါအတွင်းကုန်လိုင်စင်မှာညီလို့ဆိုလို့ရှင်ဒီပို့ကုန်အတွင်းကုန်လုပ်ငန်းမှာလှုပ်လာဆိုလို့ရှင်လှုပ်တဲ့အဲ73နှစ်ကျော်ပါပြီပေါ့နော်လှုပ်တဲ့73နှစ်ကျော်ဒီလောကထဲမှာ export import လောကထဲမှာကျင်လည်ဖြတ်တန်းလာတဲ့သူတွေပဲဖြစ်တယ်ပေါ့နော်ညီလို့ဆိုလို့ရှင်လည်းဒါကြွားတာမဟုတ်ဘူးเนาะကုမ္ပဏီတွေအများကြီးရှိတယ်ဟိုးရင်တုံးတွေကအာဒီကားလိုင်စင်တွေကုန်ကြမ်းတွေပြပားနေတင်သွင်းတဲ့ ကားလိုင်စင်တွေအာကားတင်သွင်းခွင့်လိုင်စင်တွေကုန်ကျန်းတင်သွင်းခွင့်တွေပေါ့နော်လောက်လာဆိုလို့ရှိရင်အာ73နှစ်ကျော်လာပြီပေါ့နော်ဒီမှာအဲ့တော့အိုက်ဒရုန်းတွေကဒီ twin ကုန်လိုင်စင်တွေနဲ့ရင်းနှီးပြီးသားပဲပေါ့နော်နေဒီတို့အာ personal နဲ့ပတ်သက်ပြီးတော့ရှာမပြတာပဲရှိပါတယ်เนาะအဲ့တော့ရုံးစုံနီနီကတော့ BB brand ရဲ့ CEO ပဲဖြစ်ပါတယ်အရင်တော့ကနီနီက BB skin care and cosmetic brand ရဲ့ CEO ဆိုတော့နီချပြီးတော့မပြခဲ့ဘူးပေါ့เนาะအခုချိန်မှာကျတော့လိုအပ်မဲ့ထင်လို့ချပြတာပါ ဲ့တော့ဗောနော်ဒီ BB ရဲ့ history လေးကိုလည်းနင်နီကသိစေချင်ပါတယ်เนาะအဲ့တော့ဆောနာပြောလို့ဗောနော်နေတို့ဒီ BB skin care နဲ့ cosmetic brand ဒီအောက်လန်းကနေပြီးတော့ခိုးဝင်တဲ့ပစ္စည်းတွေ product တွေလုံးဝမဟုတ်ပါဘူးเนาะတရားဝင် twin gun license နဲ့ဒီ customer duty jay ဆောင်ဆောင်ပြီးပြီဆိုမှနှစ်စဉ်အာဒီ company အခွန်ရှင်းတန်းတွေလုတ်ပြီးတော့မှတရားဝင်တင် twin ဖြန့်ရှင်နေ product လေးတွေဖြစ်ပါတယ်เนาะအဲ့တော့ဒါလေးကိုလည်းသိစေချင်တယ်ဘီမီကဘယ်လောက်ထိခိုင်ပါလဲလို့မင်းဒါဘီမီရဲ့ခိုင်ပါမှုပါပဲเนาะ အဲနီပြောချင်တာဒါလေးကတော့တကယ်တမ်းဆိုလို့ကျွန်တော် privacy ပေါ့နော်အဲဒါမှမဟုတ်ကိုယ့်ရဲ့ခိုင်မာမှုကိုရှာပြတဲ့နေထင်လို့နင်ဒီရှာပြပေးတာပါပေါ့နော်ဒီနော်အဲ့တော့နီပြောချင်တာက BB skin care and cosmetic ကဘယ်လောက်ထိခိုင်မာမှုရှိလဲဆိုလို့ရှင်တရားဝင် twin ကုန်လိုင်းစင်နဲ့တင် twin ဖြတ်ရှိပြီးတော့အောက်လန်းကနေပြီးတော့ခိုးဝင်တဲ့ product မျိုးလုံးဝမဟုတ်ပါဘူးဆိုတာအာနင်ရှာပြချင်လို့ပါနော်အဲ့တော့ဒီညီမလေးပြောထားရဲနှခမ်းနီလေးကိုလည်းတကြောင်ညပေးပါအောင်ရှင်တဲ့ဘီမီကိုတဲ့မိတ်ကပ်တစ်ခုပဲတုံးရသေးတယ်တဲ့တိတ်ကောင်းလို့ဘီမီကနှခမ်းနီကိုလည်းစိတ်ဝင်စားသွားဘီမီရဲ့နှခမ်းနီအရန် န်းကောင်းတယ်သူ့ရဲ့ဈေးနှုန်းလေးอ่ะဆိုလဲတချောင်းတောင်း9500กว่าဒီခေတ်ထဲမှာဒီလို quality ကိုဒီလိုဈေးနဲ့ဆိုတာအရန်ရှားသွားပြီပေါ့เนาะအရန်ကောင်းတယ်ပေါ့เนาะနာနီနီဆိုလို့ရှိရင် rich color လေးကိုပပလေးပဲဆိုတာဒီနေ့နီနီ makeup ကိုအရန်ထူကြီးလိမ့်ထားဘူးပပလေးပဲဘာဘာ mascara ဘာ eyeliner မှလည်းမပါသလိုရိုးရိုးရှင်းရှင်းလေးပဲနီနီလိမ့်ထားပေါ့เนาะဒီနေ့ကအိမ်ထဲမှာလည်းနေရာလည်းဖြစ်တယ် အာဘယ်မှလည်းမသွားဖြစ်ဘူးဆိုတော့ပေါ့နော်အဲ့ဒီခုလိုမျိုးလေးပဲပပလေးပဲလိမ့်ထားပါတယ်အာနှစ်ခန်းနေတချောင်းဆိုလို့ရှိရင်1000နဲ့မှ9500ပါနော်အချိဘီရိုလေးမှာမမကနေစမ်းပြထားလေးရှိရယ်စိုးပြထားလေးရှိရယ်အဲ့ဒါလေးကိုလည်းဝင်ပြီးတော့လေးလာလို့ရတယ်နော် သူကပေါ့နော်သုံးဆွဲသူ customer တွေအတွက်ဆိုလဲအခွင့်အရေးလေးပေးထားရှိရပါလဲဆိုတော့အဒီ9ချောင်းယူမယ်9ချောင်း9ရောင်ယူမယ်ဆိုလို့ရှင်ဈေးအထူးလျှော့ဈေးလေးတွေနဲ့လည်းရသေးရပေါ့နော်အဲ့လိုပါပဲဒီ serum တွေမှာဆိုလဲအတပူးချင်းဝယ်ရင်ဘလောက်၃ပူးယူလို့ရှင်ဘလောက်ဆိုတာမျိုးပေါ့နော်ဒီအထူးလျှော့ဈေးလေးတွေလုတ်ပေးထားရလေးလည်းရှိပါတယ်ဒါသုံးတဲ့သူတွေရေရှည်ဆွဲသုံးချင်တဲ့သူတွေအတွက်လည်းပေါ့နော်အရန်တန်တဲ့ဈေးနှုန်းအခွင့်အရေးလေးကိုလည်းပေးထားပါတယ်နော် အဲ့တော့ makeup ကတော့ထွေထူးပြောစရာမလိုတော့ဘောနော်တနိုင်ငံလုံးလဲဘီမီမဘီမီဖြစ်နေကြရည်ဆိုတော့ထွေထူးပြောစရာမလိုတော့ဘူးနီးနဲ့ပတ်သက်ပြီးတော့ဒီ packaging ကိုနီးတို့တိတ်မကြိုက်ဘောနော်ဒီထက်ကောင်းတဲ့ packaging လေးထွက်လာဖို့အတွက်လဲနီးတို့ကြိုးစားနေရယ်ဘောနော်ဒါနောက်လော့တွေမှာဆိုလို့ရှိရင်တော့ဒီ packaging လေးနဲ့ထွက်လာမယ်ဒါလေးဆိုရင်လည်းအရန်လှရယ်ဘောနော်ပြောချင်တာဒါနီးနီးကတော့ဒီဘယ်လိုပြောရမလဲသုံးဆွဲသူတွေအနေနဲ့ဈေးမတက်ဘူးနော်အာနီးနီးဈေးမတက်ဖဲနဲ့ဒီ packaging ပြောင်းတော့မှာဒီ packaging ကနေဒီ packaging ကိုတက်လို့ရှိရင်ကျဈေးกว่าပါနီးနီးဘက်ကနေပို့ပေးရရှိတယ်ဒါမှမဟုတ်နီးနီးသုံးဆွဲသူ customer တွေဘောမှာလှလှလေးကို premium ဆန်ဆန်သုံး ေခြင်းနဲ့စိတ်နဲ့ပေါ့နော်အာဒီမှာဈေးနှုန်းတက်ဖို့မရှိပါဘူးနော်ငွေဈေးသာမတက်ဘူးဆိုလို့ရှိရင်နင်းဒီဘက်ကနေပြီးတော့ဈေးနှုန်းတက်ဖို့မရှိပါဘူးတက်နိုင်သမျှနင်းဒီတို့ဈေးနှုန်းကိုထိမ့်ပြီးတော့ရောင်းနိုင်ဖို့အတွက်အများကြီးစ조사သွားပါမယ်เนาะဘယ်ဥမာဘတ်ဈေးနှုန်းဘတ်ဈေးတွေတက်တယ်ငွေဈေးတွေတက်တယ်အဲတက်ကြရရှိရဆိုရင်တောင်မှပေါ့နော်ရေရှည်ထိမ့်ပြီးတော့အဲဈေးမတက်ဖ ೇನೆ ရေရှည်ထိမ့်ရောင်းနိုင်အောင်အတွက်အများကြီးလည်း조사ထားပါတယ်ဒါ2024ရဲ့မှာတက်တည်ပြမယ်ပေါ့เนาะ အဲ့တော့ကြွေပလဲမိတ်ကပ်ကြီးကိုဈေးမတက်ဘဲနဲ့ပက်ကေ့ချင်းလှလှလေးနဲ့သုံးရမယ်ပရီမီယံဆန်ဆန်လေးသုံးရအောင်လဲနင်းဒီဘက်ကနေစူးစမ်းထားတယ်เนาะနောက်တစ်ခုပြောချင်တာပေါ့เนาะနင်းဒီကိုယ်တိုင်လဲဒီစကင်ကဲနဲ့ကော့စမက်တစ်တွေပဲသုံးပါတယ်နင်းဒီဖျားပိပိချမ်းပိပိပေါ့เนาะဒါလေးကတော့ဘာဖြစ်လို့ဆိုတော့နင်းဒီကိုယ်တိုင်ကတ်စတမိုင်းနဲ့အတူတူရလက်ကိုခန်းစားချင်တာအခုမှကိုဒါသုံးလိုက်လို့ဒီလိုလှရဲဆိုရင်အော်ကတ်စတမိုင်းလဲဒါသုံးရင်ဒါလှမှာပဲဆိုတဲ့စိတ်နဲ့ပေါ့เนาะမမကိုယ်တိုင်ဒီပရီမီယံထွက်တဲ့စကင်ကဲနဲ့ကော့စမက်တစ်ကိုပဲသုံးပါတယ်နင်းဒီ အာနီနီ SK2 တို့ဘာလို့တုံးရင်ဒီတက်လှကျင်လဲလှမှာပေါ့နော်ဈေးကြီးတာတွေတုံးရင်လဲဒီတက်နီနီမျက်နှာလှရင်လဲလှလာလိမ့်မယ်ဒါပေမဲ့လို့နီနီဒီ customer တွေနဲ့ down to နော်ကို product ကိုပဲကိုတုံးပြီးတော့ဒီရလက်ကိုပဲ customer နဲ့ down to ခံစားပါတယ်နော်အဲ့တော့နီနီအောက်ကနေပြီးတော့နီနီဘီမီကနေထွက်တဲ့ skin care ၅မျိုးတစ်ဆက်ကိုတုံးပါတယ်နော်နေရောညာရောဒါပဲတုံးပါတယ် အမေကဆိုလို့ရှိရင်လည်းနီတီဘီမီကနေထွက်တဲ့ကြွပလက်မိတ်ကရေးနေနေကကျတော့နံပါတ်1သို့မဟုတ်နံပါတ်2ပေါ့နော်အဆင်ပြေတယ်နေနေကအဲ့လို1ကော2ကော အဆင်ပြေတယ်သုံးနဲ့ဆိုလို့ရှင်တော့နေတို့အသားဖြူတဲ့တွေကြတော့နည်းနည်းလေးမဲသလိုခံစားရရတယ်ဒါပေမဲ့လို့သုံးကကြော်လဲဒီတစ်ခါလေးမှအမဲဆက်ရှိရနေရလေးပါလေးဖုံးကျင်နေဆိုရင်လည်းနံပါတ်3လေးနဲ့ဖုံးလိုက်တာပေါ့နော်နောက်ဆုံးပြောချင်တာတစ်ခုကဘာလဲဆိုတော့ BMI တီ customer လည်းအခိုင်အမာရရှိထားတဲ့ brand ဖြစ်တယ် review တွေလည်းအခိုင်အမာရရှိထားတဲ့ brand ဖြစ်တယ်သူရဲ့ quality ဘိုင်းမှာဆိုရင်ညီတို့နောက်ဆုံးစင်ကာပူကပေးတဲ့စုကိုတော့မှညီတို့ဒီ9လပိုင်းမှာတွားယူရမှာပါနော်ဒီပစ္စည်းတီဒီ international standard နဲ့အညီထုတ်လုပ်ထားတဲ့ဆိုတဲ့ပေါ့နော်ဒီ standard ပြည့်မီကြောင်းစုကိုလည်းညီတို့ ငါးလပိုင်းထဲမှာစင်ကာပူနီနီကိုရိုင်းသွားယူมาဖြစ်ပါတယ်ပေါ့เนาะအဲ့တော့ပြောချင်တာက skin care နဲ့ cosmetic product ဖြစ်တဲ့အတွက်ကြောင့်မို့လို့လူတရာမှာအယောက်100လုံးနဲ့အဆင်မပြေနိုင်ပါဘူးเนาะကြိုက်တဲ့သူရှိသလိုမကြိုက်တဲ့သူရှိမယ်တဲတဲ့သူရှိသလိုမတဲတဲ့သူရှိမယ် အဖူပေါက်တဲ့သူရှိသလိုအဖူမပေါက်တဲ့သူရှိမယ်အဲ့တော့ဒါကိုလက်ခံနိုင်မှဒီဘီမီယာထွက်တဲ့ product တွေကိုသုံးပေးပါလို့နင်တွေကပြောချင်တယ်เนาะကိုပစ္စည်း quality ကိုကိုအပြည့်အဝယုံကြည်ပြီးသားကိုလည်းအကောင်းဆုံးအဆင်ဆင်စမ်းတက်ပြီးတော့မှထုတ်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့အပြည့်အဝယုံကြည်တယ်เนาะအဲ့တော့အဲ့ဒီနင်တွေပြောတဲ့အရာတွေကိုလက်ခံနိုင်မှာတော့လူ100မှာအယောက်100လုံးနဲ့အဆင်မပြေဘူးเนาะတေချာတစ်ခုကတော့လူအယောက်100မှာ65ယောက်နဲ့အဆင်ပြေတယ်ကျန်တဲ့9ယောက်လောက်ကတော့အဆင်မပြေတာမျိုးဖြစ်နိုင်တယ် နော်ဒါကိုလက်ခံနိုင်မှာသုံးပါလို့ပြောချင်တယ်အဲ့တော့ကျေးဇူးများကြီးတင်ပါတယ် review လေးတွေ့လဲကျေးဇူးတင်တယ်နော်ညီမလေးကျေးဇူးဝေးဝေး